အသေးစားဆက်မှုလုပ်ငန်းများကိုတည်ကြည်တဲ့အတွင်ပြောင်းရင်တည်ရုပ်ဆောင်ရွက်အသေးစားဆက်မှုလုပ်ငန်းတွေကိုတည်ကြည်တဲ့အတွင်ပြောင်းရင်အမြန်ဆုံးအကောင့်ထည့်ဖို့ရည်အစီအစဉ်ကိုတည်ရုပ်ကြိုးပမ်းနေပြီဖြစ်ကြောင်းတည်ရုပ်ဆက်မှုလုပ်ငန်းနဲ့တရင်အချက်လက်နေပညာဝန်ကြီးဌာနကတည်င်းထုတ်ပြန်ထားတာကိုစင်မောင်အနေနဲ့တည်င်းမှာဖော်ပြထားပါတယ် အသေးကအသေးစားဆက်မှုလုပ်ငန်းတွေမှာ digital သုတေသနနဲ့ design ကိရိယာတွေရဲ့တွင်ကျေလာမှုနှုန်းက90ရာခိုင်နှုန်းလောက်ရှိနေတာကြောင့် digital အသွင်ပြောင်းရေးကိုအမြန်ဆုံးအကောင့်ထဲပေါ်ဖို့စီစဉ်နေတာဖြစ်ပါတယ်။2030ခုနှစ်မှာဆိုရင်အဒီကအသေးစားဆက်မှုလုပ်ငန်းတွေမှာဒီဂျစ်တယ်အသင်ပြောင်းရေးကိုကျေပြစွာဆောင်ရွက်ပြီးတော့အသေးစားဆက်မှုလုပ်ငန်းတွေကိုအရေးတွေးပုံမကောင်းမှုလာအောင်ဆောင်ရွက်ပေးသွားမှာဖြစ်ပါတယ်။2024နှစ်ကအတွင်းတယုံရှင်အသေးစားဆက်မှုလုပ်ငန်းတွေမှာ ဒီဂျစ်တယ်သုတေသနနဲ့ဒီဇိုင်းကိုရီးယားများသွင်ကြေလာမှုနှုန်းက14.9ခန်းနှုန်းရှိပြီး နိုင်ငံထွန်းပြန်ပြန်နှုန်းထက်3.8ခန်းနှုန်းမြင့်တက်နေတာဖြစ်ပါတယ်။မြန်မာကွန်ရက်သတင်းမီဒီယာမှာနောက်ဆုံးရနိုင်ငံတကာသတင်းများကိုသိရှိနိုင်ဖို့ like share subscribe လုပ်ပေးခြင်းဖြင့်ကူညီနိုင်ပါတယ်ရှင်။